်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မဲအောင်လိုင်းကျုံဝါရရှာပြီးအာနာသိန်းပြီးချိန်ကစ၍ကရင်ပြည်နယ်သို့ခြေချခဲလာသောမဲအောင်လိုင်းသည်တရုတ်နှင့်အမေရိကန်တို့၏ဖိအားများပြင်းထန်လာချိန်တွင်တော့ဖန်အန်သို့အပြေးအလွှာရောက်ရှိလာခဲ့ပါသည်အမေရိကန်သည်၎င်းတို့ကာလကြာမြင့်စွာလက်ခံထားသောအွန်လိုင်းငွေလိမ်ကိုင်းများအားပြတ်မှတ်ထားပြီး strike for ပင်ဖွဲ့စည်းလာသည့်အတွက် ညီတို့မြနေ၍မဖြစ်တော့စွာရောက်လာရခြင်းဖြစ်ပါတယ်။ဒေါ်နယ်ထရန့်သည်အီရန်သူကိုသူ့သဘောနှင့်သူဖုံးကျဲခဲ့ခြင်း။ဗန်နီဇွဲလားလေကြောင်းပိုင်နယ်အတွင်းအမေရိကန်တိုက်လေယာဉ်များဆီလို့ခြင်းတင်မောများကိုမူးယစ်စေးများတဲဆောင်သည့်ဆိုကတစည်းပီးတစည်းနှိမ့်ုပ်ပစ်ခဲ့ခြင်းတို့လှုပ်လာခဲ့သည်။အမေရိကန်လေယာဉ်တင်စစ်တင်မောများကအိန္ဒိယသမုဒ္ဒရာရှိဒီကိုကာစီယာချွန်းတွင် အစဉ်သက်ရှိနေကြသည်။ထို့သောအလားအလာများရှိနေသည့်အတိုင်း၎င်းတို့မူလစီစဉ်ထားသော ရုရှားရေတပ်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုဖျက်သိမ်းရန်မစင်စားခင် မေယောင်လိုက်သည်ရုရှားနှင့်ဆက်ဆံရေးတွင်ရခင်ကလိုအဆင့်မျိုးမဟုတ်တော့ပေ၎င်းတို့ဤယူကရိန်းစစ်ပွဲတွင် မော်တာအမြောက်ဆန်များပံ့ပိုးပေးခြင်းရုရှား၏ drone နှင့်စစ်လက်နက်ပစ္စည်းများထုတ်လို့ရတဲ့ဆက်ယုံများတိစောက်ပေးခြင်းများဖြင့်အကျိုးတူပူးပေါင်းဆောင်ရွက်သည့်အဆင့်ရောက်လာတော့မည်ဟုယူဆနေပုံရသည်။ မရောက်လိုက်သည့်ဖအံမတက်စင်မော်လမြိုင်တို့ရောက်ရှိလာပြီး KK ပတ်ရှိငွေလင်ကိုင်းများအုံဖြူနေသည့်အဆောက်အုံများကိုအမျိုးသားရေးတာဝန်တရက်အဖြစ်အကုန်ဖြိုဖျက်သွားမည်ဟုကြေငြာလာသည်သို့သောစောချစ်သူကိုယ်တိုင်ကုတ်ကဲနေသည့်ရွှေကုတ်ကိုနှင့်ပတ်သက်၍တခွန်းတစ်ပါးသာမျှထဲသွင်းပြောဆိုသွားခြင်းမရှိ၍ဒုလောသူလောဖြစ်လာရသည်ဖြစ်နိုင်ခြင်းအရှိဆုံးက၎င်းကိုယ်တိုင်ရွှေဆလွယ်ကြီးဖြင့်ဘွယ်တူးကုံတူးများတခန်းတနာချင်းချင်းကဲ့ပူ၍ထဲ့ပြောမည်ဆိုကရာဇဝတ်မှုများကျွလွန်နေသူအဖြစ်ဝန်ခံရရောက်သွားမည်ဆို၍လည်းဖြစ်နိုင်သည် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက၎င်းအားဖက်အန်တွင်လှုပ်ဝက်ခေါ်ယူတွေ့ဆုံပြီးဆက်မလုပ်ဖို့၎င်းကိုယ်တိုင်ဥဆောင်ဖြက်စည်းပြဖို့လဲနှာချနိုင်သည်လောလောဆယ်နေပြီးတော့တွင် လာရောက်ခုလုံဖို့လဲပြောနိုင်ပြန်သည် သို့သောနိုင်ငံတကာမှလိလစောင့်ကြည့်သူများကအဆိုပါအထင်ကရလှုပ်ရှားနေသော DKBAE KK ပတ်နှင့်စောချစ်သူဤရွှေကုတ်ကိုနှစ်နေရာဇလုံးသည်စစ်တပ်ထိန်းချုပ်ရာမြဝတီတွင်တည်ရှိနေ၍၎င်းတို့မှခွင့်ပြုထားရုံမကအကျိုးအမြတ်ကိုပါခွဲဝေယူနေကြ၍ကြံရပါများဖြစ်သည်ဟုကာလာကြာမြင့်စွာကပင်တည်ရှိထားကြပြီးဖြစ်သည်ဟုသတင်းဌာနတွင်ဖော်ပြထားသည်ရခုအခါတွင်တော့အကျိုးအမြတ်များခွဲဝေပေးနေသောအဆိုပါလက်နက်ကိုင်အဖွဲ့များအား နိုင်ငံတော်၎င်းတို့အပေါ်တစ္ဆာမဆောင်သည့်သူများဟုစောင်းပါရှိတ်ချေပြောဆိုလာပြီးဖြစ်သည်တကယ်တော့တစ္ဆာမဆောင်သည့်သူများက၎င်းတို့ပင်ဖြစ်သည်မင်းအောင်လိုက်သည် MNDAA မှကိုကန့်ကိုတိုက်ခိုက်သိမ်းယူလိုက်၍နေပြည်တော်သို့ထွက်ပြေးခိုလုံလာသောကိုကန့်ကိုပိုင်အုပ်ချုပ်ရေးဒေသခေါင်းဆောင်လေးဖြင့်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလွှတ်တော်အမတ်လေးဖြစ်သည်မြန်မာနိုင်ငံသားဘိုင်ဆော့ချန်အားတရုတ်အနာပိုင်များလက်သို့လွှဲပြောင်းပေးလိုက်၍နိုဝင်ဘာ၄ရက်နေ့တွင်တည်ထောင်ချမှတ်ခံရရပြီဖြစ်သည် မရောက်လိုက်သည့်ဖြစ်လာသမျှကို၎င်းတို့အခုမှသိရလေဟန်အပြစ်ပုံချနေခြင်းသာဖြစ်သည်2016ဒီဇင်ဘာလတွင်စောချစ်သူနှင့်ရှီတီချန်းတို့နှစ်ဦးရွှေကုတ်ကိုစီမံကိန်းအတွက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြရမှစတင်လာခဲ့ခြင်းဖြစ်သည်လက်ရှိတွင်ထိုင်းအာဏာပိုင်များကရှီတီချန်းကိုဗီဂျင်းသို့လွှဲပြောင်းပေးလိုက်ပြီးဖြစ်၍ကြန့်ရှိနေသည့်စောချစ်သူ၏ကန့်ကျမညီတို့မျိုးပုံဖက်လာမည်ကိုစိတ်ဝင်တစားစောင့်ကြည့်နေကြပြီဖြစ်သည် အချို့ကလည်းစောချစ်သူအားမင်းအောင်လိုက်မှပြီးချင်းသူအလားတူလွှဲပြောင်းပေးမိလားဟုမေးခွန်းထုတ်လာကြသည်မြမအရေးလေးလာသူဂျေဆင်တာဝါကမှအကယ်၍တရုတ်မှစောချစ်သူအားဖန်ဝရန်ထုတ်ပြီးလွှဲပြောင်းပေးရန်တောင်းဆိုလာပါကပြီးချင်းနှင့်စစ်အုပ်စုအကြောင်းဆက်ဆံရေးအခုအထစ်ဖြစ်လာနိုင်သည်ဟုအေယာဝရီကိုပြောခဲ့သည်ဟုသိရပါသည်တရုတ်တီရှေးလျှောက်၎င်းတို့နိုင်ငံသားများ၏အကျိုးစီးပွားကိုချိန်ချောက်လာနိုင်သူအဖြစ်စောချစ်သူအားယူဆနေပြီဖြစ်သည် မင်းအောင်လိုင်းအဖို့အာနာကိုမဖြစ်ဖြစ်သည့်နည်းနှင့်ဖတ်တွေ့ထားနိုင်အောင်နောက်ထပ်ထွန်းအားပေးလာရသည်ကရခိုင်ဗင်္ဂလားဒေ့ရှ်ပွင့်ကြီးချုပ်ဟောင်းရှေ့ဟာစီနာအားဒက်ကာရှိ တရားရုံးမှမျက်ကွယ်တွင်တည်တံ့ချမှတ်လိုက်ပြီးဆိုသောသတင်းမင်းဖြစ်သည်ဆလပီပရမညာမြေဗဟေရီ TNL ဘလို့အဖြစ်ညှိမလဲအခြေအနေတွေကို TNL အနေနဲ့လူထုကိုရှင်းလင်းပြောကြားပေးစီလိုကြောင်းပြည်သူတွေပြောနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် မန္တလေးတိုင်းမိုးကုတ်မြို့ကိုတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကစုခွာပြီးစစ်တပ်ဝင်လာချိန်မှာတော်လန်ရေးအဖွဲ့တွေကိုမတိုက်ခိုက်ဖို့ခေါ်ပြောတယ်လို့တော်လန်ရေးတပ်တွေစီကတည်ရပါတယ်။ TNL ကမိုးကုတ်မြို့ကနေစုခွာမယ်လို့အော်တိုဘာလ29ရက်မှာသတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်မန္တလေးတိုင်းအတွင်းက PDF တရင်တွေကမိုးကုတ်မြို့ကိုကာကွယ်မယ်လို့တညီတညွတ်တဲထုတ်ပြန်ခဲ့ကြပါတယ်။မန္တလေးတိုင်းက PDF တွေပကဖရီအပြင်စကိုင်းတိုင်းက PDF တရင်တွေပါမိုးကုတ်မြို့ကိုကာကွယ်ဖို့မြို့ပတ်ဝန်းကျင်ကိုရောက်ရှိနေကြတာပါ။ စစ်တပ်နဲ့အတူဝင်လာရင်တနက်မဖောက်ဘူးမတိုက်ခိုက်ဖို့တော်လန်ရေးတပ်တွေကို TNL ကနိုဝင်ဘာလ16ရက်နေ့မှာခေါ်ပြောခဲ့တာလို့ငိုကုန်းမျိုးအနီးနားရှိနေတဲ့တော်လန်ရေးတပ်ရဲ့တာဝန်ရှိသူတအူကပြောပါရယ်အဓိကကတော့ TNL ကရှိသမျှတပ်တွေခေါ်ပြီးချွေးသိမ့်ပြီးတော့မှနှစ်သိမ့်နေတာပါပဲလို့အထက်ပါတာဝန်ရှိသူတအူကပြောပါရယ်နောက်ထပ်စကိုင်းတိုင်းဘက်ကတော်လန်ရေးတပ်ဖွဲ့ဝင်တအူကလည်းမိုးကုံမြို့တဲကနေစုခွာပေးထားရတယ်လို့ဆိုပါရယ်ဒီသတင်းတွေကြောင့်မိုးကုံမြို့ဒေသခံပြည်သူတွေစစ်ပေးရှောင်နေကြရပြီ မြို့ကန်ပြည်သူတဝက်ကျော်ဟာဘေးလွယာမှာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။အော်တိုဘာလ28ရက်နဲ့28ရက်နေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာစစ်ကောင်စီနဲ့ဆွေးနွေးပွဲပြီးတဲ့နောက်တမတ်ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့ကနေတအောင်တက်တွေပြန်လည်ဆုတ်ခွာမယ်လို့ TNL ကအော်တိုဘာလ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တအောင်ဒေသကိုလည်းမြန်မာစစ်တပ်မှလေရင်ပုံချခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဘဲနှစ်ဖက်ရောက်ရှိသည့်နေရာမှာတက်တွေရှက်တက်ပြီးအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာလို့ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမန္တလေး PDF မိုးကုတ်ပြူဟာ DRI ပြူဟာတို့အပါအဝင်ဒေါ်လန်ရစ်တက်တွေကမိုးကုတ်မြို့နဲ့မန္တလေးတိုင်းကမြို့တွေကိုကာကွယ်မယ်လို့ကြေညာခဲ့ပါတယ်။ဒေသခံတွေကလည်းမိုးကုတ်မြို့အရင်မှာတရုတ်အစိုးရပါဝင်ပတ်သက်နေတာနဲ့စစ်ကောင်စီထံ TNL ကပြန်အပ်မယ်ဆိုတာကိုကန့်ကွက်တဲ့အနေနဲ့ရောစစ်တပ်ပြန်ဝင်လာမှကိုစန့်ကျင်တဲ့အနေနဲ့နိုဝင်ဘာလ6ရက်နေ့ည8:00နာရီတိတိမှာတန်ပုံ TP စာနာထုတ်ဖော်ခဲ့ကြပါတယ်။ အခုရက်ပိုင်းမှာတော့ TNL ရဲ့ PR ကြောင့်ဒေါ်လန်ရဲ့အင်အားစုတွေကမှလည်းသဘောထားမညီမှုတွေရှိနေပြီးပြန်တိုက်မယ်ဆိုတဲ့အဖွဲ့နဲ့မတိုက်ဖဲရှောင်သွားမယ်ဆိုတဲ့အဖွဲ့သဘောထားကွဲလွဲနေတယ်လို့သတင်းဌာနကစုံစမ်းသိရှိရပါတယ်။ TNL ကလည်းတရုတ် PR တော့တော်တော်ကြီးနေတာမှန်ပေမဲ့အခုလောက်ထိတော့မကြောက်သင့်ဘူးလို့ဒေါ်လန်ရဲ့ရဲဘော်တအူးကပြောပါတယ်။နိုဝင်ဘာလ30ရက်နေ့ဒီဇင်ဘာလ1ရက်နေ့မှာစစ်တပ်နဲ့ TNL တပ်တွေမိုးကုံမြို့ကိုပူးတွဲပြီးဝင်ရောက်လာမယ်လို့တိထားကြောင်းမြို့ခံတရင်ကြီးမြစ်တွေကပြောပါတယ်။ မိုးကုန်းနဲ့မိုးမိတ်မြို့တဲကိုစစ်တပ်စစ်ကြောင်းတွေနဲ့ TNL အတူဝင်ရောက်လာမယ်ဆိုပြီးခပ်ပေါ်နေတဲ့သတင်းတွေအပြင်ဒေသတွင်းမှာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး TNL အနေနဲ့လူထုကိုအချိန်မီရှင်းလင်းချက်ပေးစေလိုကြောင်းဒေသခံပြည်သူတွေကတောင်းဆိုနေကြပါတယ်။ TNL ကအော်တိုဘာလ29ရက်နေ့ကထုတ်ပြန်တဲ့သတင်းနဲ့နိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်တဲ့တအောင်းဒေသကိုစစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတိုက်ပွဲသတင်းထုတ်ပြန်ခြင်းမရှိတော့ပါဘူး။ မိုးကုံမှာလက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့လည်းလူထုကိုအတိပေးခြင်းမရှိတော့ပါဘူး TNL ပြန်ကြားရေးတာဝန်ခံလွှဲရည်ဦးကိုဆက်သွယ်မေးမြန်းဖို့စ조사ပေမယ်ဆက်သွယ်လို့မရပါဘူး TNL တက်တွေဆုတ်ခွာချိန်မှာတရုတ်ဖိအားပေးမှုကြောင့် TNL ကမလွဲမရှောင်သာစစ်ကောင်စီကိုလုံခြုံရေးရှုပေးပြီးမိုးကုံနဲ့မိုးမိတ်ကိုဝင်လာမဲ့သတင်းတွေထွက်ပေါ်နေပြီးဒီအခြေအနေနဲ့ပတ်သက်ပြီးရှမ်းမြောက်အရေးလေ့လာသူကအခုလိုပြောပါတယ်ဆောင်ကြည့်ဖို့တော့လိုပါသေးတယ်တကယ်လို့များသတင်းထွက်နေတယ်လို့စကားစနဲ့ TNL ပူးတွဲပြီး ိုးခုံနဲ့မိုးမိတ်နေတဲ့ဝင်လာရင်တော့ KIA နဲ့ PDF တွေကပြန်လည်ခုခံတိုက်ခိုက်လာနိုင်ပြီးတိုက်ပွဲကပြန်ပြီးကျေပြန့်လာနိုင်ပါတယ်လို့ရှမ်းမြောက်အရေးလေးလာသူကပြောပါတယ်။တောင်တရင်ရင်းမြစ်တအူကလည်း TNL ဟာနိုဝင်ဘာလကုန်နောက်ဆုံးထားဆုတ်ခွာရမှာဖြစ်ပြီးတက်အချို့မျိုးရင်းကနေမျိုးပြင်ကိုဆုတ်ခွာတာရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့အပြစ်ရစဲရေးသဘောတူညီချက်မှာစစ်ကောင်စီတပ်တွေကို TNL ကလုံခြုံရေးယူပေးရမယ်ဆိုတဲ့အချက်ပါတာမတွေ့ဘူးလို့လည်းတောင်တရင်ရင်းမြစ်ကပြောပါတယ်။ အတိအကျဆွေးနွေးထားတာမျိုးလည်းမတွေ့ရဘူးပြလို့တောင်းတရင်ရင်းမြစ်ကနိုဝင်ဘာလဆန်းပိုင်းမှာပြောထားပါရယ်။ကချင်စစ်ရေးတရင်ရင်းမြစ်တအူကတော့ TNL တပ်တွေဟာနိုဝင်ဘာ25နောက်ဆုံးထားပြီးမိုးမိတ်ကထွက်မယ်လို့ကြားရကြောင်းသူရဲ့လူမှုကွန်ရက်မှာသုံးသပ်ရေးသားထားပါရယ်။ကြားပြင်မိုးမိတ်ဟာစစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခအေရိယာဖြစ်ပေမဲ့မြောက်ဖက်ရွှေလီမြစ်တပ်ဖက်ကမပိနဲ့ဆက်ဆက်နေပြီးမန်စီတကြောမှာ KIA ထိုင်ထားလို့အဲ့ဒီလမ်းကဝင်လာဖို့မဖြစ်နိုင်ကြောင်းသုံးသပ်ထားပါရယ်။ မိုးမိတ်ဟာ KIA တက်မဟာလီရှင်း34လှောက်ရှားတဲ့နေမီဖြစ်ပြီးမိုးမိတ်အရှိမန်ပတ်နေအနောက်ဘက် body မကြီးပင်တကြောမှ KPDF နဲ့အတူအထိုင်ချထားရလို့ဆိုပါတယ်။ဒါပြင် body မှာ NUG, SSPP, ABSDF, KPDF, KIA နဲ့ TNL တက်တွေရှိတယ်လို့အသိပေးပါတယ်။ဆက်ပြီးတော့မိုးမိတ်ကိုစစ်တပ်ဝင်လာနိုင်တဲ့အခြေအနေတွေကိုလည်းကချင်စစ်ရေးတရင်ရေးမြစ်ကအခုလိုခံမှန်းထားပါတယ်။အနောက်ဘက်တတကဆက်သုံးတွင်းငယ်ကနေလာနိုင်ပါတယ်။ တွင်ခဲ့မှ NUG, ABSDF, PDF, PLA စုဖွဲ့မှုကောင်းသလိုမကြီးပင်တကြောမှလည်းဆိုခဲ့တဲ့အတိုင် KIA, KPDF တို့အသိရှိနေပါတယ်။အရှိတ်ကဆိုရင်ကြောင်မဲမိုင်းငေါ်မန်ပတ်လန်အတိုင်းလာနိုင်ပါတယ်။မန်ပတ်မှာ KIA ရင်း34ရှိနေပါတယ်။အနောက်တောင်ဘက်ကြောင်မင်းမိုင်းလုံးမိုးကုတ်လန်အတိုင်းဝင်လာရင်မိုးကုတ်ပြူဟာ MTY PDF စသည်ဖြင့်ရှိနေပါတယ်။အရှေ့မြောက်ဘက်မန်တုံမုံဝီတကြောကနေလည်းလာနိုင်ပါတယ်လို့ခန့်မှန်းရေးသားချပါတယ်။ ။ကြာပြင်းမိုးမိတ်မှလေဆိပ်ငယ်တစ်ခုရှိလို့လေကြောင်းကလည်းဝင်နိုင်ကြောင်းကချင်စည်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။မိုးမိတ်ကိုစစ်တပ်စစ်ကြောင်းတွေဝင်လာရင် TNL ရှိတဲ့လမ်းတွေကဆိုရင် TNL ကလမ်းဖွင့်ပေးမှရမယ်အနေထားလို့လည်းရေးသားထားပါတယ်။မိုင်းကောင်မိုင်းလုံးမန်တုံမုံဝီဟာ TNL ထိန်းချုပ်နေမြေတွေဖြစ်ပြီး SSPP တက်လေအနေအချင်းရှိနိုင်တယ်လို့ဆိုပါတယ်။ TNL စကားမှ အပြစ်ရဲ့သဘောတူညီချက်အရနှစ်ဖက်တပ်တွေရောက်ရအရမှာရက်နေရမယ်လို့သဘောတူထားတယ်ဆိုရင်စာကာမစစ်ကြောင်းတွေမိုးမိတ်မိုးကုတ်ကိုအလွယ်တကူမရောက်နိုင်ပါဘူး။ TNL တို့တခြားတပ်ဖွဲ့ဘွဲကလမ်းဖွင့်ပေးခဲ့မယ်ဆိုရင်တော့ဖွင့်ပေးသူဟာမိအေးသုံးခါနာတဲ့ဂိမ်းနဲ့ကြုံရပါလိမ့်မယ်။နေမြေရှုံးမယ်တပ်ပေါင်းစုကချီမုံနာခံရမယ်။နိုင်ငံရေးတရွေးွက်ထဲညှောသွားမယ်လို့ကချင်စစ်ရေးတရင်ရှင်မြက်ကရေးသားထားပြီးမိအေးသုံးခါမနာစီလို့ဟုဖော်ပြထားပါတယ်။ တောင်တရင်ရင်းမြစ်ကတော့လက်ရှိမှာ TNL အနေနဲ့မဖြစ်မနေအဖြစ်ရက်လိုက်ရပေမဲ့အထင်အမြင်မလွဲမှားစေချင်ဘူးလို့ပြောပါရယ် TNL ကိုຫນွေဦးတော်လန်ရေးတဲ့ပါဖို့ခက်ခဲအောင်ဆန္ဒစောပြီးဖြစ်တဲ့ဝေဖန်တာမျိုးမဟုတ်ပဲပူပေါင်းနိုင်တဲ့နီလန်းတွေအများကြီးရှိပါတယ်အပြစ်ရတာဟာကာလတခုပါပဲစကစကြာရှုံးမှသာနိုင်ငံရေးပြဿနာပြည်လိမ့်မယ်လို့ဆိုတာ TNL ကလက်ခံယုံကြည်ထားတယ်လို့တအောင်တရင်ရင်းမြစ်ကပြောပါရယ်မိုးကုတ်မြုပ်ကန်တအူးကတော့ TNL အနေနဲ့အခုလောက်အထိမျက်နှာပြောင်မတိုက်သင့်ဘူးလို့ဝေဖန်ပါတယ် ကျမ යි တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်